တောက်ချာနေပွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့နေ့21ရက်နေ့အတော်တွင်မှာဥတီချက်ပြောင်းပြီးလောက်ကင်တာတွေကနေရှေ့တိုးတက်မှုနဲ့အောင်မြင်မှုတွေရရှိမယ်။ငွေကြေးကိစ္စလုပ်ငန်းကိစ္စတွေမှာရန်နဲ့ရှင်ပြီးတော့လိုအပ်တတ်တယ်။သူတစ်ပါးပေါ်မှာယုံပြီးလွှဲပြီးလုပ်တဲ့လုပ်တွေကနေ့ ကိုယ်မှာပြဿနာဖြစ်လာတတ်တဲ့ဒီကဏ္ဍအတွင်းစကားမတတ်တဲ့အပြောဆိုနေတဲ့ကျူးဆက်ရမယ်တပါသူကိရိကိုလည်းသွားမယုံနဲ့ကိုယ်လည်းသူဘလွယ်တကူကတိမပေးနဲ့စကားကျွန်သွားတတ်တယ်နောက်ဒီကဏ္ဍအတွင်းငွေချေးကိစ္စလုပ်ငန်းရေးရာကိစ္စမှသမျှတတိနဲ့တော့ပဲပစ္စည်းလောင်တာလောရမလို့အောင်လောင်ကုန်တွေမှာဆုံးရှုံးသွားတတ်တယ်ဘေးဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့ မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။စံစာရဲ့နေ့ကတော့ရန်တော်တန်များတယ်။အဲဒီမှာအတိုက်ခံနေတယ်လည်းတွေ့ရတတ်တယ်။မတော်တဆနေလည်းဂရုစိုက်ရမယ်။အနောက်ရောက်တည်သွားစရာနေရှိတတ်တယ်။နေ့တန်တိုင်ခွဲနဲ့သုံးနိုင်တွင်သတိထား 16ရက်နေ့ကတော့တော်စိတ်ချမ်းသာတယ်။အရာရာဆင်ပြေတယ်မထင်မှတ်ပဲမိကောင်းဆွေကောင်းထောက်ကူရနိုင်မယ်။16ရက်နေ့မှာဥတီချက်တဲ့နဲ့တိုးတက်မှုစေတေဖွဲ့မယ်။16ရက်နေ့မှာငွေကြေးလက်ပွင့်ခြင်းလိုရာပြည့်စုံခြင်းတွေရှိမယ်။19ရက်နေ့မှာနေကင်းတနိုင်ခွဲကျော်သွားပြီးအသေးစားထိကဲမှုကြီးဆက်ရမယ်။20ရက်နေ့ကတော့အရာရာဆင်ပြေခြင်းကံကောင်းခြင်းချုပ်မယ်။21ရက်နေ့မှာလက်ပွင့်မယ်ကံပွင့်မယ်လိုရာပြည့်စုံမယ်။အဲ့ဒီနေ့မှာ တောင်ရက်ကိုတည်သွားစဉ်ရင်ဖြစ်တတ်တယ်။နေဆရနိုင်တဲ့တနိုင်ခွေတွင်သွားလာနေတိုင်းဂရုဆက်ရမှာဖြစ်ပါတယ်။ဇာတာပတိနေဗုဒ္ဓနေတောက်ကြနေဝိသူတွေကောင်းကျိုးပေးတယ်တနည်းငွေနေငန်းနေဝိသူတွေဒုက္ခပေးတတ်တယ်တင်ငါကိုကနန်းနေချိုးပေးတယ်အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုဝင့်စင်သောဆွဲပြီးအလိုရှိအကိစ္စတွေဆောင်ရွက်ပါ ကောင်းခြင်းကံကြမ္မာများရစေရန်အတွက် နေနိဗ္ဗာန်မှာရှိတဲ့သက်ရွယ်ကြည်ရင်သူတို့ကိုမုံအာဟာရဒါနပြုပါကျေးဇူးတင်ပါတယ်